မျိုးသားတယောက်က73နှစ်ကြာတွဲခဲ့ပြီးတော့အဲအဲ့ဒီအမျိုးသမီးကိုလက်မထပ်ဘူးဆိုတာအဲ့ဒီအမျိုးသားမှာပဲတာဝန်ရှိတာအလှမယ်ဆိုတာဘလို့ဘလို့ဖြစ်တဲ့နယ်ဆိုတော့ချစ်တဲ့စိတ်နဲ့ဒီလိုမျိုးဖြစ်ရလားဆိုပြီးတော့ပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဒီအမျိုးသမီးလေးကိုအစကတည်းကမနာလိုမုန်းတီးမချေနှက်လို့ကြုံနှုံတိုက်ခိုက်လိုက်မယ်ဆိုတဲ့သူတွေလည်းရှိပါမယ်ဒါပေမဲ့အဲ့လိုပြောလို့အာဒီအလှမယ်လေးနဲ့ကျွန်တော်နေရာတိုက်ရိုက်ဘာမှမပတ်သက်ပါဘူးဒီ73နှစ်ကြာ ဘလို့ပဲဒီပညာရှင်တယောက်နဲ့ဒီလုပ်ငန်းရှင်တယောက်နဲ့ရဲ့သူတို့ရဲ့တွဲတဲ့ကိစ္စဆိုတာကျွန်တော်အနေနဲ့ထပ်ပြောရရင်သူတို့နှစ်ယောက်အကြောင်းပါသူတို့နှစ်ယောက်နဲ့ပဲစိုင်းပါတယ်၃နှစ်၃မိုးဆိုပြီးမြန်မာစကားပုံမှာရှိပြီမယ်၃နှစ်၃မိုးမကတော့အခုဆိုနောက်ထပ်စကားပုံတစ်ခုလောက်ထပ်တိုးလို့ရ73နှစ်ရှိပါစေအောင်တော့မယူခြင်းနဲ့သူကမယူပါဘူးဒီကာယကံရှင်၃ယောက်ရဲ့ကိစ္စကိုကာယကံရှင်၃ယောက်ထပ် ပို့ပြီးမသိနိုင်ဘူးဒါမှကျွန်တော်ရဲ့ personal အမြင်ကိုပြောပါဆိုရင်ဒီအမျိုးသမီး၂ယောက်လုံးအတွက်ဒီအမျိုးသားမှာပဲတာဝန်ရှိတယ် PD ဖြစ်တယ်ဆိုတာအထက်တကယ်တော့အချိန်ရမ်းကတ်တယ် last minute ကျွန်တော်ပြောသလိုတကယ်ကိုချစ်တဲ့သူတွေအတွက်ရဲ့ နောက်ပြီးတော့ကျွန်တော်ဒီ Bless Entertainment ရှင်းနှစ်ပြည့်ပြီးကိုနှစ်မြောက်တည်းရောက်လာတဲ့အချိန်မှာရယ် wedding season မှာဘလို့ပဲပြောပြောအမှတ်တရအနေနဲ့ကျွန်တော်တို့ event လေးတစ်ခုတော့ဒီနှစ်တော့လုပ်ကြမယ်ဆိုတဲ့အနေနဲ့ပဲဟိုဂရိုက်ကြီးလေးလုပ်လိုက်တာပါပေါ့နော်အဲ့တော့အဆင်မပြေမှုတွေလည်းများစွာရှိပါတယ်လိဟာမှုတွေလည်းများစွာရှိပါတယ်အဲ့တော့အကုန်လုံးကိုလည်းဟိုပေါ့နော်ဒီလေဟာမှုရေစေမပြေမှုတွေအတွက်လည်းအားလုံးကိုကျွန်တော်ဒီနေရာကနေပဲအားလုံးကိုစားအမှုညွတ်တောင်းပန်ပါတယ်နောက်ပြီးတော့ဟို တယောက်ချင်းစီကိုလဲပေါ့နော်လူကြီးရေဆိုရင်လဲဟိုတယောက်ကြီးတယောက်ချင်းစီကိုကျွန်တော်အိမ်တိုင်ရရဒရင်ချုပ်ကတော့ရင်းနဲ့တော့မပါဘူးပဲအလှမဲ့တယောက်ကတရဖူဆောင်းဖို့လိုတယ်လို့ခေါင်းပေါ်မှာတရဖူညောင်းဖို့လည်းလိုပါတယ်ဘာလို့လဲဆိုတော့ဟိုတရဖူဆောင်းဝင်ရဖို့တော့သူ့နဲ့ငါအပြိုင်ကျွန်တော်တို့ကရေးကြတာဖြစ် ဟိုမင်းသမီးလောကမှာဆိုလဲထိတ်ဆုံးအကယ်ဒမီဆိုနေရာပေါ့နော်ဆိုတော့တရဖူစောင်းနိုင်တဲ့ live ကိုကျွန်တော်တို့ကရောက်ဖို့လိုတယ်လို့နောက်တစ်ခုကတရဖူကြာညောင်းဖို့လည်းလိုတယ်ပေါ့နော်ကျွန်တော်တို့ရဲ့တာဝန်တွေပြီးဆုံးဖို့အထီးလဲအာဆောင်ရွက်နိုင်ဖို့လိုပါတယ်ကျွန်တော်ရှူတောင်းကနေပြောရင်တော့ကျွန်တော်ကိုထတ်ဆဲတဲ့သူတွေလည်းဆဲကျင်ဆဲကြမှာပေါ့နော်အာဒါကြီးကအာမြန်မာနိုင်ငံရင်ကျေးမှုအစင်လာ ကြီးမာပြီးတော့အာကိုကျင်တရားကိုဘယ်လိုမျက်နှိုးတယ်ဆိုတဲ့ခေါင်းစဉ်အောင်ပါ ဟိုဘောနော်ကျွန်တော်တို့လူငယ်စကားနဲ့ပြောဇုတူတော်ကောင်းနေရတော့ကျွန်တော်ဝိုင်းဆဲမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် professional နဲ့ personal နဲ့ကိုခွဲမြင်ဖို့လိုတယ်လူတစ်ယောက်ကလူအများစိတ်ဝင်စားတဲ့သူဖြစ်သွားတဲ့အခါကျရင်အဲ့လူရဲ့ personal ကိုပါလူတွေကဟိုစိတ်ဝင်စားလာကြရပေါ့နော်ပုံမှန်ရုံးဝင်တဲ့တစ်ယောက်ကသူ့ဟာသူ professional အလုပ်ကို professional ဆန်သွားလို့ရင်ဘယ်သူမှစိတ်ဝင်စားဘူးပေါ့ ော၎င်းတစ်ခုခုကြော်ကြားမှုပေါ့ဖြစ်လာတော့မှဒါအဲကြော်ကြားမှုရဲ့နောက်ွယ်မှာသူ့ရဲ့အတွင်းရာဟာ तू ကဘလို့အဲ तू ကကောင်းနေမကောင်းဆိုရဲအမှတ်ချက်တွေဖြစ်လာတာပေါ့နော်ပြီးတော့လူတွေရဲ့အကြောင်းအလဲကျွန်တော်တို့က script နဲ့အခု social media ဆိုတဲ့ဟိုပေါ့နော် account number ဒါတက်ထားတာဒါပေမဲ့ဘယ်သူဘယ်ဝါလဲဆိုတာအပြင်မှာလည်းမသိဘူးအပြင်မှာလည်းမမြင်တဲ့လူတွေရဲ့တစား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 ပြောတဲ့စကားတွေနောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဟိုအပြင်မှာလည်းတစ်ခါမှမမြင်ဘူးတဲ့ဟို mic stand မျိုးလည်းတစ်ခါမှ ိုးတာမတွေ့ဘူးလေမီဒီယာနေပြောတဲ့စကားတွေနဲ့ဟိုကိစ္စအသေးလေးတစ်ခုကိုလည်းချဲ့ကားတာလည်းဖြစ်ချင်းဖြစ်မှာပါအခုဒါတော့မကြိုက်တဲ့သူတွေတော့ကျွန်တော်ကိုမုံပြီးတော့ခါခါတီတီပြောမှာပေါ့နော်ဒါမှမဟုတ်ဟိုဒါတွေကဖြေဖို့ဖြစ်စင်ဟိုကိစ္စပါအပြင်လောကမှာလည်းအများကြီးပါဆိုတော့အပြင်လောကမှာသိမ့်မနထယူလို့မင်္ဂလာပွဲကြီးကျင်းပပြီးတော့မှအိမ်ပြီးတော့တော့ပွဲသွားကြတာလေးဒါပဲအဲ့တော့ဘာနဲ့တွဲတယ်ဆိုတာထက် ဟိုပေါ့ဘဲဘီဟိုတွဲခဲ့တယ်ဆိုတာထက်ဟိုဘယ်လိုပြောရမလဲအမျိုးသားဘက်ကလည်းဟိုမယူရှင်လုံးမယူတာပေါ့နော်အဲ့တော့ဆိုပါစို့အမျိုးသားတစ်ယောက်က73နှစ်ကြာတွဲခဲ့ပြီးတော့အဲအဲ့ဒီအမျိုးသမီးကိုလက်မထပ်ဘူးဆိုတာအဲ့ဒီအမျိုးသားမှာပဲတာဝန်ရှိတာဆိုတော့အဲ့ဒီအမျိုးသားမှာပဲတာဝန်ရှိတယ်နောက်ပြီးတော့အဲ့ဒီအမျိုးသားနဲ့အဲ့ဒီ73နှစ်တွဲခဲ့တဲ့အမျိုးသမီးရဲ့ နှစ်ယောက်သား personal ကိစ္စကျွန်တော်တို့တနိုင်ငံလုံးကစိတ်ဝင်စားပြီးတော့ဇက်နာပြီးတော့မင်းသမီးမင်းသားတွေလို့ပြောနေပေမဲ့ဒါသူတို့နှစ်ယောက်ရဲ့အတွင်းရေးကိစ္စဆိုတော့ဒါပေမဲ့အမျိုးသားဖြစ်သူသွားပတ်သက်တဲ့သူကအလှမယ်မိန်းကလေးဖြစ်နေတယ်ဆိုတဲ့အချိန်မှာဒီအလှမယ်ကိုဟိုဟိုပေါ့နော်အလှမယ်ဆိုတာဘလို့ဘလို့ဖြစ်တဲ့နယ်ဆိုတဲ့ချစ်တဲ့စိတ်နဲ့ဒီလိုမျိုးဖြစ်ရလားဆိုပြီးတော့ပြောတာလေဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဒီအမျိုးသမီးလေးကိုအစကတည်းကမနာလို့မုံတီးမကြေနပ်လို့ ကြုံနှုံတိုက်ခိုက်လိုက်မယ်ဆိုတဲ့သူတွေလည်းရှိပါမယ်။ဒါပေမဲ့အဲ့လိုပြောလို့အာဒီအလှမယ်လေးနဲ့ကျွန်တော်နဲ့ကဓာတ်ရိုက်ဘာမှမပတ်သက်ပါဘူးเนาะဓာတ်ရိုက်လည်းဘာမှမပတ်သက်သလိုကျွန်တော်နဲ့လည်းဓာတ်ရိုက်ဖြစ်စေတွဲဝိုက်တော့နီးနေဖြစ်စေကျွန်တော်နဲ့ဘလို့မှမပတ်သက်ပါဘူးဒါပေမဲ့ပြောချင်တာကကြံ့လောကမှာအလှမယ်ဆိုတဲ့ခေါင်းစဉ်အောင်းနယ်ပဲစိုက်တာပါအဲ့တော့ဒီ73နှစ်ကြာဘလို့ပဲဒီပညာရှင်တယောက်နဲ့ဒီလုပ်ငန်းရှင်တယောက်နဲ့ရဲ့သူတို့ရဲ့တွဲတဲ့ကိစ္စဆိုတာ ကျွန်တော်အနေနဲ့ထပ်ပြောရရင်သူတို့နှစ်ယောက်အကြောင်းပါသူတို့နှစ်ယောက်နဲ့ပဲစိုက်ပါတယ်เนาะကျွန်တော်ပြိသက်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလဲသူတို့နှစ်ယောက်နဲ့ပဲစိုက်ပါတယ်အဲ့တော့နောက်တစ်ခုကအမျိုးသမီးတွေကိုအကြံပေးနေတာပေါ့เนาะဒီနေရာကနေဟိုပေါ့အာကျွန်တော်တပည့်မတွေရောပေါ့เนาะကျွန်တော်သမီးတွေရောကျွန်တော်ပြောပြသလိုပေါ့အမျိုးသားတစ်ယောက်ကသူ့ဟာသူ73 3နှစ်3မိုးဆိုပြီးမြန်မာစကားပုံမှာရှိပြီမဲ့3နှစ်3မိုးမကလို့အခုဆိုနောက်ထပ်စကားပုံတစ်ခုလောက်ထပ်တိုးလို့ရ73နှစ်ရှိပါစေအောင်တော့ မယူခြင်းနဲ့သူကမယူပါဘူးသိရမလားယူခြင်းအစိုးရကယူခဲ့မှာပါအဲ့တော့ဟိုမယူခြင်းလို့မယူကြတာပဲနောက်ပြီးတော့အဲ့ဒီမယူကြတဲ့အချိန်မှာလည်းဟိုတစ်ဖက်အမျိုးသမီးကိုနစ်နာအောင်ကျွန်တော်မှပြောပြောပိုင်ခွင့်လည်းမရှိပါဘူးကျွန်တော်လည်းမပြောပါဘူးနှမချင်းကိုချင်းမဆာတာလည်းမဟုတ်ပါဘူးဒီ73နှစ်အတွင်းမှာသူတို့ဘယ်လိုမျိုးညှိနှိုင်းခဲ့လဲငဲခြင်းလို့ဘယ်လောက်တောင်အပြန်အလှန်တီးခံခဲ့လဲဆိုတာကတော့ဟိုကာယကံရှင်အမျိုးသမီးကိုယ်တိုင်ပဲသိပါလိမ့်မယ် နော်ဆိုတော့ကာကန်ရှင်အမျိုးသမီးရဲ့နင့်နာမှုအတွက်အဲ့ဒီအမျိုးသားမှာတာဝန်ရှိပါတယ်တကယ်တော့ဒါကဟိုပြောမယ်ဆိုရင်ဟိုလူမဆန်ဦးလို့တောင်ပြောလို့ရတယ်ပေါ့နော်လူတယောက်ကိုမချစ်ဘဲနဲ့73နှစ်တောင်မှာဟိုချစ်ရင်လည်းချစ်မှာပေါ့ဒါပေမဲ့တကယ်မယူချင်ဘဲနဲ့73နှစ်တောင်မှာဒီအမျိုးသမီးတယောက်ရဲ့ဟိုငြေရွယ်နှုတ်ပြုံမှုနဲ့အချစ်နဲ့ဘဝနဲ့အချိန်နေနဲ့ဟိုပြီးတော့လုပ်ငန်းလဲတူတူလုပ်တယ်ဆိုတော့ဒီလုပ်ငန်းစီးပွားတူတဲ့ဟာတွေကိုဘာကိစ္စနဲ့အသုံးချခဲ့တာလဲပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ကတော့အမျိုးသားချင်းဟိုဟိုပေါ့ဟို အမျိုးသားတယောက်ကိုဒါဒီကျွန်တော်တို့လောကတွေကပညာရှင်တယောက်ကိုစော်ကားတာမဟုတ်ပါဘူးကျွန်တော်အနေနဲ့မိကုန်းထုတ်เสียဆိုတာဒါပဲရှိပါတယ်ဒါသူတို့နှစ်ယောက်နဲ့ပဲတိုက်ရိုက်သက်ဆိုင်တာပါဒီအမျိုးသားမှာပဲတိုက်ရိုက်တာဝင်ရှိတာပါโอเคနောက်တစ်ခုကကြတော့ဒီအလှမဲ့အမျိုးသမီးအနေနဲ့ဆိုရင်ဆိုပါစို့သူတို့ရဲ့ဆက်ဆံရေးကကျင်းကျင်းရှင်းရှင်းဖြစ်တယ်ဒီဆက်ဆံရေးမှာမပြောင်းမွေ့နေဘူးဒီဆက်ဆံရေးမှာမပတ်သက်နေဘူးဆိုတဲ့အချိန်မှာဟိုဒါကသူနဲ့သူနဲ့အဆင်မပြေပေမဲ့လည်း तू อ่ะဒီဝေကျွေးကိုစိတ်ယူနေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့เนาะတီလာဟို73နှစ်တောင်มาတွေးတဲ့သူကိုတောင်มาစွန့်ရဲတယ်ဆိုတဲ့ဟာကိုသူ့ကိုအားလုံးနဲ့လဲပါတယ်ဆိုတော့ချစ်ချင်းမြတ်တာမျိုးနဲ့ချစ်တယ်ဆိုပြီးတော့ယုံကြည်ပြီးတော့ပဲဟိုသူကိုယ်တိုင်အဲ့ဒါကိုပဲတကယ်ယုံတာလားအဲ့ဒါမှမဟုတ်ရင် तू ပဲအယုံလွယ်တာလားဟိုဒါတွေကကျွန်တော်တို့မသိနိုင်တဲ့အကြောင်းအရာတွေပေါ့เนาะဒါမှပြိတ္တတွေပြောလို့ဒါကိုမေးခွန်းမေးလို့ဒါကျွန်တော်လည်းဖြေရတာပေါ့เนาะဒါတွေကကျွန်တော်တို့ ਨੇ ဓာတ်ရိုက်ဘာမှမသက်ဆိုင်တဲ့ကိစ္စတွေဒါမှအဲ့တော့ဟိုပေါ့ ဟိုမြန်မာမှာပြည်မာရှိတဲ့လူတွေကိုကျွန်တော်တို့ project နဲ့မှာရှိတဲ့သူတွေကိုလည်းပြောချင်တာဟိုကိုကျင်တရားတွေဇာရိတတွေဆိုတာဟိုဆိုတာထက်ဟိုလောကကြီးကရှုပ်ထွေးပါတယ်အဲ့တော့ဟိုလေကိုကိုကိုတက်နိုင်သမျှကောင်းအောင်နေဖို့ပဲလိုတယ်နောက်တစ်ခုကကျတော့ဟိုတက်နိုင်ရင်ဟိုပေါ့နော်ဟိုပေါ့ဒါကျွန်တော်ဆိုလည်းမေးလို့သာဖြေတာသူများကိစ္စစိတ်ဝင်စားတာအကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီကာယကံရှင်၃ယောက်ရဲ့ကိစ္စကိုကာယကံရှင်၃ယောက်ထက် ပို့ပြီးမသိနိုင်ဘူးဒါမှကျွန်တော်ရဲ့ personal အမြင်ကိုပြောပါဆိုရင်ဒီအမျိုးသမီး၂ယောက်လုံးအတွက်ဒီအမျိုးသားမှာပဲတာဝန်ရှိတယ်ဆိုတော့ဒီအမျိုးသမီးနဲ့အမျိုးသားရဲ့ဆက်ဆံရေးပြတ်တောက်မှုကိုတခြား third party အမျိုးသမီးတစ်ယောက်ကဆိုပါဆိုသူတို့ဆက်ဆံရေးမပြေလည်တဲ့အချိန်မှာဟိုဟိုပေါ်တော့လာပြီးစာပြောတဲ့အချိန်မှာအပြန်အလှန်လုပ်ငန်းသဘောတရားအရလည်းတူနေလို့လေးစားချစ်ခင်မှုနဲ့ပြန်လှန်အပြန်အလှန်ပြောနေရလည်းဖြစ်ရင်ဖြစ်မှာပဲဆိုတော့ဒီမိန်းကလေးရဲ့ဖြည့်ရှင်ချက်ကိုလည်း ီနေ့ဒီချိန်ဒီဘူးမမတိရအောင်မကြရအောင်အဲ့တော့ဒါပေမဲ့အကုန်လုံးကတစ်ဖက်ဆောင်းနေဒီမိန်ကလေးပေါ်မှာဒီအလှမဲ့ပေါ်မှာအဲ့ဒါဆိုပြီးပြောတာမျိုးကတော့အာမဖြစ်တင်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့ဒါဟာကာယကံရှင်၃ရောင်လုံးအတိဆုံးပဲဖြစ်တဲ့အတွက်ဒီအလှမဲ့အမျိုးသမီးရဲ့ဖြည့်ရှင်ချက်ကိုလည်းဟိုနားထောင်တင်တယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့လေးစားတင်တယ်လို့လည်းယူဆတယ်နောက်တစ်ခုကကြတော့ဒီပြည့်ရက်မှာအမျိုးသမီး၂ယောက်ကနှစ်၂ယောက်လုံးနစ်နာတယ်အဲ့တော့တာဝန်ရှိတဲ့သူက ဒီကိစ္စမှာတာဝန်အစီဆုံးသူဟာဒီအမျိုးသားပဲဖြစ်ပြီးတော့အဲဒါပေမဲ့အမျိုးသမီးတို့ကြီးကိုယ်တိုင်ကဟိုဘလိမ်းနေတာပြစ်တင်ပြောဆိုနေတာဒီအမျိုးသမီးနှစ်ယောက်ကိုပေါ့နော်တယောက်ကတော့ဒီအလှမယ်လီဘက်ကနာပြီးတော့မျိုးသီးကိုပဲတယောက်ကကျတော့ဒီလုပ်ငန်းရှင်အမျိုးသမီးဘက်ကနာပြီးအလှမယ်ကိုပြောရဲဆိုတာဟိုအမျိုးသားတယောက်ကြောင့်မို့လို့အဲတယောက်ရဲ့ဟိုလုံရက်ကြောင့်မို့လို့အမျိုးသမီးနှစ်ယောက်ကိုနှိမ့်ဖယ်ပြီးပြောရဲဆိုတာအမျိုးသမီးနှစ်ယောက်ကတာဝန်ယူရမယ်ဆိုတာဒါလုံးဝမဖြစ်သင့်ဘူးလို့ပဲ 啊，讲到你的表现。